မင်္ဂလာပါမဟာပညာကျော်တင်ဆက်နေပါတယ်လက်ရှိမြန်မာနိုင်ငံအခင်းချင်းကိုလူတော်တော်များများကဗိုလ်ချုပ်ကြီးနေဝင်းခေဗိုလ်ချုပ်မွေးစောမောင်တို့ဗိုလ်ချုပ်မွေးတန်းရွှေတို့ခေတွေနဲ့ချိန်တိုင်းနှိုင်းချိန် ပြီးတော့ပြောနေကြတာရှိပါတယ်ဒါပေမဲ့အဲ့ဒီအခြေအနေအဲ့ဒီခေတွေနဲ့ဘာတစ်ခုမှသူညီမှုမရှိပဲနဲ့ကွဲပြားခြားနားတော့လို့ရှိရမှာပါလူတော်များကတော့တက်မရောကဥဆောင်နဲ့အုတ်ချွေးမို့လို့ဒါစစ်တဲ့အုတ်ချွေးဆိုပြီးတော့ပဲတက်တမတ်တက်တက်မှတ်လိုက်ကြတာပေါ့တကယ်တမ်းကျရင်အချိန်လေးတွေအချိန်ခါတွေကလုံးဝမတူညီပဲနဲ့ကွဲပြားခြားနားပြီးပြောင်းလဲနေတာတွေ့ရှိရမှာဖြစ်ပါတယ် အဲဝေချိုကြီးနေဝင်ခစ်လူအောင်ပြောလို့ရှိရင်တော့မပဲသုံးပိုင်းခွဲပြောအောင်ဖြစ်ပါတယ်ပထမအဦးဆုံးမှာ1958မှာအဲပါလီမန်ဒီမိုကရေစီခစ်မှာသူ့ကိုဝန်ကြီးချုပ်အနေနဲ့အင်ဆောင်အစိုးရအနေနဲ့တာတာဝန်လွှဲအပ်ခဲ့တဲ့အဲ၃နှစ်ကျော်ကာလကတမျိုးနောက်ပြီးတော့တော်လိုင်းကောင်စီအနေနဲ့အဲအုပ်ချုပ်ခဲ့တဲ့အချိန်ကာလတမျိုးနောက်တမျိုးကကြတော့ဒါမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအနေနဲ့လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးအနေနဲ့အုပ်ချုပ်ခဲ့တာတမျိုးဆိုပြီးတော့၃ပိုင်းခွဲပြောအောင်ဖြစ်ပါတယ်1988ခုနှစ်မှာဒါစူပူအောင်ကြွားမှုတွေဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ မာဆာလာပါတီကတာဆာညာအဖြစ်နဲ့ရွေးရွေးချယ်ခံတယ်အဲအဲ့အချိန်မှာ NLD ပါတီပေါ်လာတယ်ပေါ့နော်တခြားပါတီအသေးလေးတွေလည်းဘောပေါက်ခဲ့တာရှိပါတယ်ဒါပေမဲ့အဲ့အချိန်မှာရွေးကောက်ပွဲပြီးသွားတဲ့အခါမှာရွေးကောက်ပွဲရလက်ဆိုပြီးတော့ NLD ပါတီကသူအနိုင်ရရှိခဲ့တယ်ဆိုပြီးတော့တောင်းခံခဲ့တယ်ဒါပေမဲ့အဲ့အချိန်မှာဖွဲ့စည်းပုံအခြေခံဥပဒေမြန်မာနိုင်ငံမှာမရှိသေးပဲနဲ့အာဏာလွှဲလို့ကမရအောင်ဒါကြောင့်အဲ့အချိန်မှာတောင်းဝန်ယူထားတဲ့ဗိုလ်ချုပ်မွေးစောမောင်အစိုးရကလာ NLD ပါတီကိုဖိတ်ခေါ်တယ်ငါတို့အတူတူဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော် constitution ကိုရေးဆွဲကြမယ်ဆိုတဲ့အချိန်မှာ NLD ပါတီဟာဝင်ရောက်ပြီးရေးဆွဲခြင်းကိုမပြုခဲ့ဘူးရွေးကောက်ပွဲရလဒ်ကိုပဲတောင်းတယ်တကယ်တမ်းကျလို့ရှိရင် constitution ဆိုတာမရှိဘဲနဲ့ဘယ်သူကတမရဖြစ်မယ်ဘယ်သူကဝင်ကြီးချုပ်ဖြစ်မယ်တိုင်းဒေသတွေဘယ်လိုဖွဲ့စည်းမယ်အာဏာဘယ်လိုခွဲဝေမလဲဆိုတာဘယ်လိုဆုံးဖြတ်မလဲရော့အင်အာဏာယူလိုက်ဆိုပြီးတော့ယူလို့မရတာပေးလိုက်လို့မရတာအဲ့တော့ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဟာ social လမ်းစဉ်တပ်ပါတီခေတ်ကနေပါတီစုံခေတ်ကိုကူးပြောင်းมาဖြစ်တဲ့အတွက်ကြောင့်မလို့ပါတီစုံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံအခြေခံတဲ့ဥပဒေကိုအတူတကွ တိုင်းရင်းသားတွေကပါတီတွေကစစ်တပ်ကတူတူကရေးဆွဲပြီးမှသာလဲအာဏာလွှဲပြောင်းပြီးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ NLD ပါတီကတော့လုံးဝလက်မခံခဲ့ပဲနဲ့ရွေးကောက်ပွဲရလဒ်ဆိုတော့ပဲအချိန်ချင်းတောင်းဆိုနေခဲ့တဲ့အတွက်ကြောင့်မလို့အမျိုးသားညီလာခံပြုလုပ်ဖို့အချိန်ချင်းကြိုးစားပြီးတော့အချိန်ချင်းပြည့်ပြည့်သွားရပါတယ်ဒီနေရာမှာဗိုလ်ချုပ်စောမောင်အနာယူသွားပြီးဗိုလ်ချုပ်မူရီတန်းရွှေတက်လာတယ်သူလည်းအအမျိုးသားညီလာခံကိုကျင့်ပါဖို့ကြိုးစားတယ်ဒီလိုနဲ့ပဲဒါနောက်ပိုင်းကျတော့အတူတူကဒါဒီနိုင်ငံကိုတိဆောက်ရေးဆိုတဲ့မူနဲ့မတော်တော့ပဲနဲ့အဲ နာဝတ္တကနေပြီးတော့နာယကအဖြစ်နဲ့ပြောင်းလဲပြီးတော့တက်မတော်ကသူ့ဘာသာသူသွားနေတယ်ပေါ့နော်ဒီလိုနဲ့ပဲ2010အထိကိုပေါ့အမျိုးသားညီလာခံအအကြာကြီးကိုသူတို့ကအချိန်ဆွဲပြီးကျင်းပသွားပြီးတော့ဗိုလ်ချုပ်မှုကြီးတက်ရွှေရလည်းနေပြီးတော့ဒီဆောက်တဲ့နောက်ဆုံး2008မှာစာအုပ်စင်းကိုပြဋ္ဌာန်းပြီးတော့ဒါသူကနောက်ဆုံးဦးသိန်းကြီးစေရင်ကိုသူကအာဏာဆွဲပြောင်းသွားတယ်ပေါ့အဲဒါအဲ့ဒီအချိန်မှာ18နှစ်လုံးလုံးဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲနဲ့အုပ်ချုပ်သွားတယ်ဆိုတော့ကျွန်တော်သိရှိရမှာဖြစ်ပါတယ် ခုလက်ရှိအချိန်မှာတော့ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေမဖျက်သိမ်းထားဘူးဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်ဒါဟာမဲဒါမဲကိစ္စကြောင့်မလို့ဒါရွေးကောက်ပွဲအစ်စ်ပြန်ကျင်းပအချိန်မှာခဏအာဏာထိန်းထားခြင်းဖြစ်တယ်